ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့အီယာဝရီတိုင်းသာပေါင်းမြို့နယ်ထဲမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တာတွေရှိနေပြီးမြေပြင်တိုက်ပွဲတွေဟာလေကြေပြန့်လာနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။သာပေါင်းမြို့က25မိုင်လောက်ပဲကော်ဝေးတဲ့သာပေါင်းလေကပွန်းချီနဲ့ကြားကောင်းရော်တွေမှာအရခတ်တက်တော်အီအီဥဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့အခုရက်ပိုင်းအတွင်းမြေပြင်တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါဗျ။ တိုက်ပွဲတွေဟာပုံမူကြီးပြန့်လာနေပြီးသာပေါင်းမြို့နေကျွန်းရကြီးအုပ်စုသေးဖြူအနီးကကပွန်းချင်ကွန်းသစ်ဖြူအုပ်စုတီဝမ်းပူကြာကောင်းရွာတွေကိုစစ်ကောင်စီကလေးချောင်းကနေပုံကျဲတိုက်ခိုက်တာတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီကလေးချောင်းကနေပုံကျဲတိုက်ခိုက်တာတွေကြောင့်ဒေသခံပြည်သူတွေထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါရယ် အခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာတာပေါင်းမြို့နယ်အနောက်မြောက်ဘက်မှာတည်ရှိပြီးရခိုင်ရိုးမရဲ့အနောက်ချမ်းဒေသဖြစ်တယ်လို့သိရပါဗျ။လက်ရှိစစ်ကောင်စီနဲ့အာရခတပ်တို့ EE ပူးပေါင်းတပ်တွေရဲ့တိုက်ပွဲဟာပသိမ်မုံရွာလမ်းမိုင်းကဆက်ဆက်ရိုးရွာနဲ့ရှင်းလီကျေးရွာနီးထီရောက်ရှိလာပြီလို့ပသိမ်ဒေသခံတွေစီကနေသိရပါဗျ။